နိုင်ငံမတည်ငြိမ်အောင်ပြည်သူလူထုကလှုပ်ဆောင်နေတာဖြစ်တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတော်တသက်ခိုင်ကပြောကြားလိုက်ပါတယ်။မေလ17ရက်နေ့ကရန်ကုန်မြို့စီရိုနာဟိုတယ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြည်တွင်းကြေဆိုင်သတင်းသမားတွေရဲ့မေးမြန်းချက်ကိုတော်တသက်ခိုင်ကအခုလိုပြန်လည်ဖြေကြားခဲ့တာပါ။ရတားဆိုးရနဲ့တက်အဆိုးရတလဲစီလာနေတယ်ပေါ့နော်။အဲအဲ့ဒီကိစ္စလေးပါရှင့်။အဲ့ဒါပါလဲဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ်ကြီးမတည်ငြိမ်သေးဘူးဆိုတာပြောတာဖြစ်ပါလိမ့်ရှင့် ဲ့လိုမတည်ငြိမ်အောင်အဲဘသူတွေကလှုပ်ကြတာလဲလို့ပြောလို့ရှိရင်နှစ်ပိုင်းရှိပါတယ်ရှင်နံပါတ်၁ကတော့ပြည်တွင်းကကိုဟိုပြည်သူလူထုတွေပေါ့နော်အဲတပိုင်းပြည်သူလူထုတပိုင်းအဲပြည်တွင်းမှာရှိတဲ့နိုင်ငံရေးသမားတွေအဲတက်မတော်ပေါ့နော်တက်မတော်တာဝန်ရှိသူတွေဒါလည်းတပိုင်းရှိတယ်လို့ပြီးလို့ရှိရင်နိုင်ငံတကာကနိုင်ငံတကာရဲ့အဲပြောမယ်ဆိုရင်တော့ဟိုနိုင်ငံတကာရဲ့အဲဆွတ်ဖက်မှုတွေလည်းပါနေပါတယ်ရှင့်ကျွန်မအဲ့ဒါကို ဟိုကျမအကိုအချင်းချင်းပြောမယ်ဆိုရင်တော့ကျမတို့ကအဲကျမတို့ကစီးလုံးညီညွတ်တဲ့လူအဖွဲ့အစည်းမတီထောင်နိုင်သေးဘူးဒါကျမတို့ကအမှန်တိုင်းပဲကျမတို့ဝန်ခံရမှာဖြစ်ပါတယ်။ဒါမြန်မာနိုင်ငံမြန်မာနိုင်ငံသူနိုင်ငံသားလို့ပြောလို့ရှိရင်ကျမတို့ကစီးလုံးညီညွတ်မှုတော်တော်အားနည်းနေပါတယ်။ပြည်ထောင်လုံးပါတီဟာအစိုးရတရက်ပြည့်ဖွဲ့စည်းနိုင်ကြောင်းကိုလည်းသတင်းစာရှင်းလင်းပွဲမှာဒေါ်သက်သက်ခိုင်ကပြောကြားခဲ့ပါသေးတယ်။ပြည်သူတွေကကျမတို့ကိုမဲနဲ့ မဲနဲ့ကျွန်တော်တို့ထောက်ခံလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့အစိုးရဖြစ်သွားနိုင်ပါတယ်အပြည်သူလူထုပေါ်ပဲမူတည်ပါတယ်ရှင့်ကျွန်တော်တို့ကတော့နိုင်ငံရေးပါတီတရက်အနေနဲ့အအစိုးရဖွဲ့နိုင်လောက်တဲ့ပါတီဖြစ်အောင်ကျွန်တော်တို့ကအစဉ်အမြဲအကောင်းဆုံးစ조사နေတာဖြစ်ပါတယ်ရှင့်နိုင်ငံရေးပါတီတွေဟာအစိုးရဖြစ်လာပါကသူတို့ပြုလုပ်တဲ့ရွေးကောက်ပွဲဟာမတမာမှုဖြစ်ဖို့အတွက်အလားအလာပိုရှိပြီးစစ်တပ်ကဦးစီးတဲ့ရွေးကောက်ပွဲကသာတမာတမတ်ကြမယ်လို့ယုံကြည်ကြောင်းဒေါ်သက်သက်ခိုင်ကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါသေးတယ်။ 2020ခုနှစ်ကပြုလုပ်ခဲ့တဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာပြည်သုံးလုံးပါတီဟာကိုယ်စားလှယ်လောင်း200ကျော်နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့လည်းမဲဆန္ဒနဲ့တကူမှမအနိုင်ရခဲ့တာမျိုးမရှိခဲ့ပါဘူး။လာမယ့်2025ခုနှစ်ဒီဇင်ဘာလမှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားပြီးအဲ့ဒီရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့အတွက်စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်စီကိုပါတီတီထောင်ခွင့်လျှောက်ထားတဲ့အရေးအတွက်ဟာ86ပါတီတီရှိတယ်လို့လည်းသိရပါဗျ စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲဟာအထူးအရာရွေးကောက်ပွဲဖြစ်တာကြောင့်မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအနေနဲ့သပိတ်မှောက်ဖို့ NUG NUCC နဲ့အထူးအရာရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီတို့ရဲ့ပူးတဲ့အကြံပြုချက်ကိုမေလ၁၇ရက်မှာထုတ်ပြန်ထားပါတယ်။